အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အလောက်ကဖေးတဲ့တွန်အားဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြပေးလိုပါတယ်ကိုကကိုတွန်အားပေးဖို့အတွက်အကောင်းဆုံးကတော့လှုပ်ရှားရှိတာကိုလုပ်တာပါပဲအလုံးလုံးတဲ့သူတွေမှာပြင်းချိန်ဆိုတာမရှိပါဘူးဒါကြောင့်ပဲမအားအောင်နေပါလို့ပြောကြတာပါ အလုံးကနေ့စဉ်အခြေခံပြဿနာတွေကိုဖြေရှင်းပြီးသားလည်းဖြစ်စေပါတယ်ခင်ဗျားအလုံးလုံးရင်နံပါတ်1ဝင်ဝေရမယ်ဒါကနေ့စဉ်စာဝတ်နေရေးကိုဖြေရှင်းလို့ရတယ်လို့ ဝင်ငွေမရှိရင်ကြုံရမဲ့ stress တွေကိုလည်းလျှော့ချပြီးသားဖြစ်စေပါတယ်။တကယ်တော့အလုပ်ကငွေရတာထက်အများကြီးပိုပါတယ်။အာယုံစူးစိုက်ရတဲ့အတွက်ကိုယ့်ရဲ့အတွေ့အကြုံကိုလည်းပိုပြီးတော့ကောင်းစေတယ်လို့စဉ်းစားဆုံးဖြတ်မှုတွေကိုလုပ်ရတဲ့အတွက်အုံနောက်ကိုလည်းပိုပြီးတော့ထက်မြက်စေနိုင်ပါတယ်။အလုပ်ကကျင့်နှက်မှုကိုလည်းဖြစ်စေပါတယ်။ဒီ to do list ထဲကကိုလုပ်ရမယ့်လုပ်တာဝန်တွေကိုလုံဆောင်ပြီးမြောက်ကြောင်းမှတ်ရတဲ့အရာသာဟာ ဘာ feeling နဲ့မှမတူပါဘူး။ဒါပြင်တခုခုကိုပြင်းမြောက်အောင်မြင်အောင်လှုပ်ဆောင်ကြည့်တိုင်းမှာကိုကိုကိုယုံကြည်မှု self confidence နဲ့တိုးစေပါတယ်။ကိုကအသုံးချတဲ့ဒုတိယအုပ်လို့ခံစားရတဲ့အတွက်လည်းကိုကိုကိုတန်ဖိုးထားလေးစားမှု self esteem လည်းဖြစ်စေပါတယ်။ဒါကြောင့်လှုပ်လှုပ်ကြဖို့ပြောချင်ပါတယ်။ဒါကတော့ကိုယ်တိုင်စဉ်းစားရအောင်နဲ့ကျွန်တော်ရဲ့ audience တွေကိုလည်းဟိုလာပြီးတော့ဒီပြရခြင်းဖြစ်ပါတယ်။ဒါတော့ဆရာရင်းဆိုရလက်ရပါ နောက်နေ့မှာနောက်တဲ့ကောင်းစဉ်တစ်ခုနဲ့ကျွန်တော်ပြန်လာ share ပါအောင်ဒီတော့ဒီလောက်ပါပဲအဆုံးဒီ issue ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်